United အတွက်အပြောင်းရွှေ့ခုနှစ်ခုတန်းစီနေတယ်။ပရိသတ်များလုံးဝမေ့မှာပါခင်ဗျာ။ Manchester Forward ဆောင်ကနေပြန်လဲကြိုးလိုက်ပါရင်နေရာဒီပြောင်းရွှေ့ကာလပြန်လဲစတင်ပြီဆိုတော့ United လည်းသူတို့ရဲ့အစီအစဉ်တွေကိုစတင်အကောင့်ထင်ဖော်နေကြပါပြီ။ဒီအစီအစဉ်ရ Manchester United ဟာနေရာဒီမှာပြောင်းရွှေ့သွားတူညီချက်ခုနှစ်ခုပြုလုပ်သွားဖို့ရှိကြောင်းသိရပါရင် United ဟာ2024-25ဘောလုံးရာသီကိုစိုးစိုးရွားရွားဖျက်ဆီးခဲ့ရပြီးအဆင့်15ကနေရာသီတင်ခဲ့ရတာကြောင့်ဒီရာသီမှာကမ်းဘက်ပြန်လာဖို့လိုပါရင် United က Europa League Final မှာလည်းတော်တန်အောင်ကိုနောက်ကောက်ကြခဲ့ရပြီးဖလားလည်းမဲ့ဖြစ်ခဲ့ရတာကိုနောက်ရာသီမှာပြန်လည်ပြုပြင်ရမှာပါ။ ဒီအသည့်ကြာရှုံးခဲ့ရတဲ့အပေါ် United မှာအကြောင်းပြချက်ကောင်းကောင်းရှိပါတယ် United ကနီးပြားနှစ်ယောက်ပြောင်းတဲ့အပြင်ယာယီနီးပြားနဲ့ပါဖျက်ဆီးလိုက်ရတာပါနီးပြအသင်းရဲ့နောက်တန်း၃ယောက်ကစားကွက်ကလည်းအသင်းရဲ့အသားကြောက်အခြေယူနေရပါတယ်။ဒါပေမဲ့ဒီကစားကွက်ကအလားအလာကောင်းတွေကိုလည်းအများကြီးပြသနိုင်ခဲ့ပါတယ်။ဒီတော့တင်းနီတို့ဟာနီးပြရူဘင်အင်မော်ရင်ကိုယုံပြီးပုံအပ်အောင်မှဖြစ်ပါတယ်။အင်မော်ရင်စိတ်ကြက်ကစားမှရင်းနဲ့အသင်းကိုပြန်လည်တည်ဆောက်ပြီးအောင်မြင်မှုပြန်လည်ရယူဖို့က United ရဲ့ပထမရည်မှန်းချက်လည်းဖြစ်ပါတယ်။ဒီအတွက် United ကဝုကစားမှမာတီယက်ကွန်ညာကိုခေါင်ထားရကနေစတင်နေပါတယ်။ ဒေမနာသတင်းဌာနရဲ့ဖော်ပြချက်အရ United ဟာနေရာဒီအပြောင်းအရွှေ့ကာလမပိတ်ခင်အဝင်အထွက်အပြောင်းအရွှေ့စုစုပေါင်း9ခုပြုလုပ်ဖို့စီစဉ်နေပြီဖြစ်ကြောင်းသိရပါတယ်။ဒီထဲမှာ United က Brandford တိုင်းစင်မူ Brian Ambumo ကိုခေါ်ယူချင်နေတာလည်းပါဝင်ပြီး Frankfurt ကစားသမား Hugo Ekitike လည်း United ကိုရောက်လာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာသူတို့ရဲ့လက်ရှိအသင်းသားတချို့ကိုလည်းရောင်းချသွားဖို့လိုအပ်နေပြီဒီကနေလိုအပ်နေတဲ့ရန်မုံမွေကိုပြန်လည်ရရှိမှာပါယူနိုက်တက်ကပြီးခဲ့တဲ့ရာသီမှာအငှားထွက်ကစားထားတဲ့မာကာရက်ဖို့အန်တိုနီဂျေဒန်ဆန်ဂျိုတို့ကိုတေချာပေါက်ရောင်းချမှာဖြစ်တယ်လို့အလန်ချန်လိုကာနာချူကလည်းအီမိုနီရဲ့အစီအစဉ်ထဲမှာမပါဝင်တော့တာကြောင့်တင်းတော်တဲ့ကမ်းလှမ်းချက်တွေရရှိရင်ရောင်းချသွားမှာဖြစ်ပါတယ်ရက်ဖို့ကယူနိုက်တက်ကနေထွက်ခွာဖို့အပြီးဆုံးဖြတ်ထားပြီဖြစ်ပြီးစပိန်မှာလေးကျင့်နေရင်ဘိုင်ဆနာရဲ့ကမ်းလှမ်းချက်ကိုစောင့်ဆိုင်းနေပါတယ်အန်တိုနီကတော့လာလီဂါဆရာကြီးဖြစ်ပြီးတဲ့နောက်ဘန်တစ်ကနောက်တရာတီထပ်ပြီးခေါ်ချင်နေတာမို့အမျိုးမျိုးကြိုးစားနေပါတယ်ဆန်ချူကတော့ယူနိုက်တက်ရဲ့အစောကြီးတွေက သူငါရံပြက်တဲ့ကစားသမားဖြစ်ပြီးဒေါမွန်ကိုပြန်ပြစ်သွားမလားဆိုတာတော့မသိပါဘူး။ဒါပေမဲ့ဆန်ချိုကသူ့ရဲ့လာစာကိုရှော့ယူဖို့အစီအစဉ်မရှိကြောင်းပြောထားတဲ့အတွက်ရောင်းထွက်ဖို့တော့ခက်ခဲနေဦးမှာပါ။ United ပရိသတ်တွေနှမျောနေကြတဲ့ Academy ထွက်လေးကာလာချိုကနီးပြားနဲ့အဆင်မပြေတာကြောင့်အသင်းကနေပါထွက်ရတော့မှာဖြစ်ပါရင်ကာလာချိုကနာပိုလီကစောင့်ကြည့်စိတ်ဝင်စားနေတယ်လို့အာဆင်နယ်ချဲစီတို့နဲ့လည်းသတင်းတွေထွက်နေတာကြောင့်ဘယ်ကိုရောက်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါရင် ဒါပြင်ကက်စမဲတို့ရမက်ဝိုင်လန်တို့ရဲ့အနာဂတ်ကလည်းမြေများဖြစ်နေပါရင်ကက်စမဲတို့ဟာယူနိုက်တက်အတွက်သူတက်နိုင်တဲ့ဘက်ကဂျိုးစားပေးနေပြီးအရေးကြီးတဲ့အတွင်းကိုတွေကိုတွင်းယူပေးနေပါရင်ဒါမှမဟုတ်ကက်စမဲတို့ကအသက်အရွယ်ကြီးလာပြီးခြေစွမ်းကျလာတာလည်းအမှန်ပါပဲယူနိုက်တက်နဲ့စာချုပ်တရက်နှစ်နှစ်ကျန်နေသေးတဲ့ကက်စမဲတို့ကဆော်ဒီနဲ့ချိတ်ဆက်နေပါရင်ဝိုင်လန်ကတော့ဂိုးရှိမှာနှစ်အသီးဆက်တိုက်ရုံးကန်လိုက်ရပြီးပြောင်းရွှေ့ခြေ82တန်းကလည်းပလုံခဲ့ပါရင်ဝိုင်လန်ကိုစီရီအေကတကြောပြန်အလို့ရှိနေပြီးအင်တာမီလန်ကခေါ်ယူနေပါရင် ဒါပေမဲ့ဝိုင်လန်ကတော့ United နဲ့2030အထိစာချုပ်တည်တံ့ကျန်ရှိနေသေးတာကြောင့်ဒီအထိအသင်းမှာပဲနေရာတစ်ခုအတွက်တိုက်ပွဲဝင်ချင်နေပါတယ်။ United ကစားသမားတွေကရာသီပိတ်ခြေစမ်းပွဲအနေနဲ့မလေးရှားနဲ့ဟောင်ကောင်ကိုထွက်ခွာပြီးအာရှတိုကစားခဲ့ပြီးတဲ့နောက်လက်ရှိမှာအနိုင်ယူနေကြပါတယ်။ United ဟာသူတို့ရဲ့ရာသီကြိုးပွဲစဉ်တွေကိုဇူလိုင်လ19ရက်နေ့မှာ United နဲ့ပြန်လည်ကစားရင်စတင်မှာဖြစ်ပြီးအာရှတိုမှာထပ်မံလဲပတ်ရအောင်မှာဖြစ်ပါတယ်။ United ဟာရေထိနေအောင်မရတဲ့အပင်လေးတစ်ပင်လိုနွမ်းနေရပါတယ်။ဒါကိုအင်မိုရင်ကဒီအာဒီမှာပြုစုကုသပေးနေပြီးအောင်မြင်မှုအသေးအွဲ့တွေ ဝေးစားနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါရင်ဟုတ်ကဲ့ပါဗျာဒီဗီဒီယိုကတော့လောက်ပါမယ်နောက်နေ့မှလည်းအာကန်စားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Force Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ